ကိုယ့်ရဲ့အကြီးမားဆုံးရန်သူဟာအပြင်းမမဟုတ်ပဲကိုယ့်ကိုနောက်ပြန်ဆွဲနေတဲ့ကိုယ့်ရဲ့တစ်စစ်တစ်ပိုင်းတယ်လို့ခံစားမှုကြလား။ကဲဒီမှာတော့ကျွန်တော်တို့မက်ကီယာဗယ်လီရဲ့ပြန်လည်မွေးဖွားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့တော်တော်လေးကိုအဆုံးရောက်တဲ့အတွေ့အခေါ်ကခုကိုကြည့်ကြမယ်။ဒါကကိုယ့်ကိုယ်ကိုအပြင်းထန်ဆုံးနည်းလမ်းနဲ့ပြောင်းလဲပစ်ခြင်းအကြောင်းပြောထားတဲ့တသနာတစ်ခုပေါ့။ဒီဆိုမင့်ကဒီတသနာရဲ့အတိပါအချက်ကိုတိုင်းမီညွန်ပြနေတာပဲ။ တော်တော်လေးမတမတာဖြစ်စေတဲ့အတွေ့အထုနဲ့ကျွန်တော်တို့ကိုရင်ဆိုင်ခိုင်းတယ်။ကိုရီကြုံနေရတဲ့ပြဿနာတွေဟာအပြင်ကအခြေအနေတွေကြောင့်မဟုတ်ပဲကိုတွင်းတဲ့ကတန်ရရီအားနေချက်တွေကြောင့်များဖြစ်နေမလားဆိုပြီးတော့လေတကယ့်ကိုစင်ကုန်မှုများတဲ့အဖွဲတကူပါပဲ။အင်းပြာပုံထဲကနေပြန်ထလာတဲ့ Phoenix ငါလိုပဲပေါ့ဒီတတနာကတည်တည်မောမတိုးတက်မှုလေးတွေကြောင့်ပြောနေတာမဟုတ်ဘူးဒါကလုံဝကိုဖျက်ဆီးခြင်းကြောင့်ပြောနေတာ ကိုယ့်ရဲ့ပုံစံဟောင်းကိုမီးရှို့ပြီးတော့ပို့ပြီးအားကောင်းတဲ့ပုံစံတစ်တခုကိုတန်နေရပေးလိုက်ကြမျိုးကဲဒီနေ့မှာတော့ဒီအသွေးခေါ်ကိုပဲအသေးစိတ်ခွာချမ်းစစ်ထွားကြည့်ကြရအောင်ကောင်းပြီဒီလောက်ပြင်းထန်တဲ့ခီးကခုကိုပဲကနေစကြမလဲပထမဆုံးခေလန်ကအခက်ဆုံးပဲမန်နေကိုတည်တည်ချာချာကြည့်ပြီးတော့ရန်သူစစ်ကကိုယ့်အသွေးမှာပဲရှိနေတယ်ဆိုတာကိုဝန်ခံဖို့ပဲဖြစ်ပါတယ်ဒီဒသနာကစိတ်ခက်ဆွဲသွားစေမယ့်မင်းဟွန်းတစ်ခုနဲ့စတယ်ဒါကကျွန်တော်တို့စိတ်ရုံရိုက်ဖစ်စရာအချက်တစ်ခုကိုစဉ်းစားခိုင်းနေတာကိုကြုံခဲ့ရတဲ့ရှုံးနိမ့်မှုတွေ ်တစ္ဆာဖောက်ခံရတာတွေကကန်ဆိုးတာမဟုတ်ပဲကိုတိုင်ကနေရမကြပဲကျင်နာတတ်လို့ဒါမှမဟုတ် ပြည့်ပြတ်သားသားလုပ်ရမှာကိုဝင်လေးနေလို့ဖြစ်လာတဲ့တိုက်ရိုက်ရလတ်တွေဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့အားနေတဲ့အတိတ်ကကိုပုံစံဟောင်းဆိုတာဘယ်လိုမျိုးလဲဒါတွေကတော့ကိုတွေကကောင်းမြတ်ချင်းလို့မကြကနအထင်မှားတက်တဲ့အပြုအမူတွေပေါ့ဥပမာမလီမစားလို့တာကိုတီးခန့်တာခွင့်လွတ်ဖို့မထိုက်တဲ့နေတူကိုခွင့်လွတ်တာဒါမှမဟုတ်ရင်ဆိုင်ရမာတွေကိုရှောင်းနေရမျိုးတွေပေါ့ ဒီမြင်အရာတော့ဒါတွေကကောင်းမြတ်ခြင်းမဟုတ်ဘူးကိုကိုကိုလိုခတ်ပေးနေတဲ့အားနည်းချက်တည်းပဲအခုဒီနေရာမှာတော့အရာအလုံးကတကယ်ကိုမက်ကီယာဗယ်လီဆန်သွားပြီဓမာယိုကြကောင်းမြတ်တယ်လို့သတ်မှတ်ထားတာတွေကိုဘယ်လိုမျိုးအားနည်းချက်တည်းဖြစ် ပြန်ရှုမြင်ထားလဲဆိုတာကြည့်လိုက်ပါလူကောင်းတယောက်ဖြစ်ချင်းကိုအာနဲမှုတစ်ခုလိုမြင်တယ်အဆုံးမရှိတဲ့တီးခန့်စိတ်လားဟင်းဒါဟာတာမန်စင်တန်းကိုလက်ခံလိုက်တာပဲတဲ့ ဒါကတမာယုချကိုချင်းတရားကိုလုံးဝစောက်ထိုးမှုမျိုးလန့်လိုက်တာပဲဒါကျွန်တော်တို့ကိုဒီတတနာရဲ့အသေးနှလုံးစီကိုခေါ်သွားပြီတတော်အားကောင်းပြီးနည်းနည်းတော့ထိတ်လန့်စရာကောင်းတဲ့ပုံစံချက်တစ်ခုပေါ့အဲကကိုယ့်ရဲ့ပုံစံဟောင်းကိုပြုပြင်ပြောင်းလဲဖို့မလိုဘူးသူတက်အတုပအခမ်းအနားတစ်ခုကျင်းပပြီးဖို့လိုအပ်တယ်တဲ့ဒီစကားတော့တကယ်ကိုပြင်းတယ်ဟုတ်တယ်မလားဒီဖေဖေချင်းတိုးတက်အောင်လုပ်တာတော့ positive thinking လုပ်တာတော့လုပ်နေမရတော့ဘူးလို့ပြောနေတာဒီအတွေးခေါ်ရ အဖြေကတခုတည်းပဲရှိတယ်။အဲ့ဒါကလုံးဝကိုဖြတ်တောက်ပစ်လိုက်ဖို့ပဲ။ဆိုလိုတာကအချင်းကကိုယ့်ရဲ့ပုံစံကိုတေချာပေါအဆုံးသတ်ပစ်လိုက်တာမျိုးပါ။အတိတ်ကကိုယ့်ကိုတပ်ပစ်ခြင်းဆိုတာနားလျာခက်ပုံပေါင်းတိုင်းပေမဲ့ဒီမှာတော့တော်တော်လေးကိုရှင်းလင်းတဲ့အဆင့်၃ဆင့်နဲ့ခွဲပြားထားတယ်။ပထမဆုံးအတိတ်ကကြာရှုံးမှုတွေနဲ့ပတ်သက်တဲ့အမှန်တရားကိုရင်ဆိုင်ပါ။ဒုတိယကိုယ့်ကိုနောက်ပြန်ဆွဲနေတဲ့ပုံစံတွေကိုဖျက်ဆီးပစ်ပါ။ နောက်ဆုံးမှာတော့အတိတ်ကနာကျင်မှုတွေကိုအနာဂတ်အတွက်စီကံတဲ့ view ဟာဖြစ်ပြောင်းလဲပြီးပြန်တည်ဆောက်ပါကဲအတူပအခမ်းနာပြီးသွားတော့ဘာဆက်ဖြစ်မလဲလစ်လက်နေတဲ့နေရာကိုဒီတိုင်းထားလို့မဖြစ်ဘူးလေနောက်တစ်ပိုင်းကကိုယ့်ရဲ့ပုံစံသစ်ကိုထုစစ်ပုံပေါ်လာပါဒါကိုလော့ဖို့လုံးဝကွဲပြားတဲ့လက်နက်တစ်စုံလိုအပ်လာပြီပထမဆုံးလက်နက်ကတော့တိတ်ဆိတ်ခြင်းပါဒါမဲ့ဒီနေရာမှာညင်နေတာကိုပြောနေတာမဟုတ်ဘူးနော်ဒီရတနာထဲမှာတိတ်ဆိတ်ခြင်းဆိုတာလက်နက်တစ်ခုပဲ ဒါဟာဘာမှမလုပ်ပဲနေတာမဟုတ်ဘူးထိန်းချုပ်နိုင်စွာအကြောင်းပါကိုကကြိုတင်အကွက်ချက်ပြင်ဆင်ပြီးအချိန်ကောင်းကိုစောင့်နေတော့ဝတ်ဆင်ထားတဲ့တန့်ချစ်ကာတစ်ခုလိုပဲဒီနိုင်ရှင်ချက်ကအရာအလုံးကိုရှင်းသွားစေတယ်။စုညံသူကသူတို့ဘာလုပ်မလဲဆိုတာကိုလိုက်ပြောရင်းအတိမပြုံမှုရှာတယ်။တိတ်ဆိတ်သူကတော့ဘာမှမပြောဘဲလုံပြလိုက်ပြီးသူတို့ရဲ့လုံရက်တွေကပဲအကျိုးဆက်တွေနဲ့တည်တည်ပြရတယ်။အဓိကအချက်ကတော့ဖြူအားကြတဲ့တိတ်ဆိတ်ခြင်းကစကလုံးတွေနဲ့ဘတော်မှမတီးဆောင်းနိုင်တဲ့လျှော့ဝေးစမ်းချက်မှုနဲ့ဩဇာအာဏာကိုတီးဆောက်ပေးတယ်ဆိုတာပါပဲ။ ဒုတိယလက်နက်ကတော့စိတ်ပိုင်းခွဲခွာနေခြင်းပါဒါကအရေးကြီးတယ်ဒါကခံစားချက်မရှိတဲ့စရွတ်ခစ်သွားဖို့ပြောနေတာမဟုတ်ဘူးဒီလိုလေးစဉ်းစားကြည့်ပါကိုယ်အတွဲမှာစိတ်ခံစားမှုမုံတိုင်တိုက်နေနိုင်တယ်ဒါပေမဲ့အဲ့ဒီမုံတိုင်ကိုကိုယ်တင်ဘောကိုမောင်းနှင်ခွင့်မပေးတာမျိုးပေါ့ဒါကကိုယ်စိတ်ခံစားချက်တွေရဲ့တုံပန်းမဖြစ်ပဲကပတင်ဖြစ်လာဖို့ပဲဒီအစောအမိန်ကစိတ်ပိုင်းခွဲခွာနေခြင်းရဲ့စွမ်းအားကိုအကောင်းဆုံးအနည်းချုပ်ဖျားထားရဲ့ကိုကနည်းနည်းရှိုင်းရှိုင်းဂရုစိုင်နိုင်တယ်ဒါပေမဲ့လိုအပ်လာရင် ထွက်သွားနိုင်တဲ့စွမ်းအားရှိနေရမယ်ဆိုတာကိုပြနေတာဒါရက်စစ်တာမဟုတ်ဘူးဒါကအမြင့်မားဆုံးသောကိုကိုကိုအုပ်စုံနိုင်စွမ်းပဲတတိယနဲ့နောက်ဆုံးလက်နက်ကတော့ဘယူဟာပါဒါကဘဝကပေးလာသမျှကိုတုံးပြန်နေုံနဲ့ကို့နာကကိုတက်တက်ကြွကြွပုံဖော်သူဖြစ် ပြောင်းလဲပြလိုက်တာပဲ။ဗျူဟာကလောကကြီးရဲ့ရှုပ်ထွေးမှုအေကိုမြေပုံတစ်ခုဖြစ်ပြောင်းလဲပြတဲ့။မြေပုံရှိနေပြီဆိုရင်တော့တောထဲမှာမျက်စိလဲလမ်းမနေုံမှမဟုတ်ပဲကိုလန်ချောင်းကိုကိုလိုင်းစီစဉ်ပုံဖော်နိုင်ပြီပေါ့။ ကဲတိတ်ဆိတ်ချင်းစိတ်ပိုင်းခွဲခွာနေချင်တဲ့ view ဟာဒီသုံးခုကိုပေါင်းဆက်လိုက်ရင်ဘာဖြစ်လာမလဲကိုယ့်ရဲ့လောရက်တွေတင်ပြောင်းသွားမှာမဟုတ်ဘူးတွေးခေါ်ပုံတစ်ခုလုံးပြောင်းလဲသွားမှာလုံးဝအသစ်ဆက်ဆက်စိတ်နေသဘောထားတစ်ခု စွာအားရဲ့ဘေးတုကပညာကို တိဆောက်မိသွားမှာပေါ့ဒီစရားကနေဆိုင်တဲ့စိတ်ပိုင်းဆိုင်ရာအပြောင်းလဲကိုပြနေတယ်အတိတ်ကပုံစံဟောင်းကဒါမှလို့ငါ့အပေါ်မှာထည့်ရတာလဲလို့မေးတယ်ဒါကတားကောင်ရဲ့မေးခွန်း view ဟာမှုအတိတ်ကတော့ဒါကောင်ငါ့ဘယ်လိုတုံးချနိုင်မလဲလို့မေးတယ် ဒါကစွန်းဆောင်နိုင်သူရဲ့မေကုံးပဲဒီလိုဖြစ်ကိုလက်ခံသူကနေလက်ဆောင်သူဖြစ်ကြောင်းလဲခြင်းဟာစင်မန်နဲ့စွမ်းအားရဲ့အခြေခံအုံမြင်တာပဲဒီသွေးခေါ်ကကျောင်းတော်ကိုပိုနဲ့တဲ့နေရစီခေါ်သွားတယ်စင်မန်နဲ့စွမ်းအားဆိုတာလောကကြီးကိုလမ်းကြောင်းရှာသွားလာနေုံထင်မကဘူးအဲ့ဒီလောကကြီးကိုကိုရိုင်းပုံဖော်ခြင်းပဲကိုလောကိုင်းဆက်ဆိုင်ရေးဒါမှမဟုတ်ကိုစီထဲမှာလည်းပတ်နေတဲ့စနစ်တီကိုနားလဲသွားတဲ့အခါကိုလိုချင်တဲ့ကြားလက်ကိုမျောလဲနေရုံမဟုတ်တော့ပဲ ကိုယ်တိုင်စတင်ပုံဖော်ဖန်တီးနိုင်ပြီဒီအားလုံးကဂျွန်လော့ကိုနောက်ဆုံးအပိုင်းစီကိုခေါ်လာခဲ့ပါတယ်ဒီလောက်နာကျင်စရာကောင်းတဲ့အသင်ကူးဖြောင်းမှုအားလုံးရဲ့အန်တီမရေမှန်းချက်ကပါလေဒါဟာအားကောင်းလာဖို့တသက်မှာဟုတ်ဘူးကိုပိုင်းအချို့ချာအာနာရဲ့အမြင့်မှဆုပ်ပုံစံကို ရရှိပိုင်ဆိုင်ဖို့ပဲဒီနေ့မှတော်တော်လေးအရေးကြီးတဲ့ကွာခြားချက်တစ်ခုရှိတယ်ရေမှန်းချက်ကဒီတိုင်းစင်တန်ကြံရဖို့မဟုတ်ဘူးအဲ့ဒါကတုံ့ပြန်မှုသက်သက်ပဲ စစ်မှန်တဲ့ဤမှတ်ချက်ကစင်ကဲပြောင်းလဲဖို့စင်ဆက်မပြတ်ပြီးရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ရမယ်ဖြစ်စဉ်တစ်ခုပါဒီထွန်ကူးပြောင်းမှုကတခြင်းတစ်ခါလည်းလုပ်ရမှာမဟုတ်ပဲကိုယ့်ကိုယ်နောက်ပြန်ဆွဲနေတဲ့အစိပ်ပိုင်းတွေကိုနေတဲ့ချိန်မှဖရှိပြဖို့ဂတိကဝတ်ပြုခြင်းပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ကိုဒီသက်တနာရဲ့နောက်ဆုံးအားကောင်းတဲ့အတွေ့အကြုံစီခေါ်လာတယ်ရေတိုအကျိုးမြတ်ချက်ရည်ရှိအမွေနှစ်ခုပေါ်လိပေးထားတယ်အနာဆိုရယာယီဖွဲ့စည်းပုံကတော့ထားရတာတယ် ချီဆိုးမှုကမှွေးမိန်သွားနိုင်ပေမဲ့ကိုတီးဆောက်ထားတဲ့စနစ်တွေအကျင့်စရိုက်တွေစီကန်းတွေပြူဟာတယ်။ဒါတွေကကိုမရှိတော့တဲ့နောက်မှာတော့ကြာရှိစွာဒီမဲနေမှာပါ။ကဲဒီတော့ဒီမဲခုံးလေးနဲ့ပဲနေကုန်းချိုးလိုက်ကြရအောင်။ဒါကကျွန်တော်တို့ကိုပြဿနာရဲ့အရင်းအမြစ်စီကိုပြန်ခေါ်သွားတယ်။ဒါကကျွန်တော်တို့အားလုံးကိုပြန်သုံးသပ်စေပါတယ်။တကယ်ပဲကြီးထွားပြီးစင်ကေးပြောင်းလဲဖို့အတွက်ကိုယ့်ရဲ့ဘဲအပိုင်တွေကို စိတ်လိုလျက်ဆွန့်လွတ်ထားခဲ့ဖို့လိုအပ်မယ်။